PNL တန်တက်ထိန်းချုပ်ထားတဲ့နောင်ချုံမျိုးကိုစစ်ကောင်စီကပြန်လည်သိမ်းပိုက်နိုင်ခဲ့ရင်ကြောင်မဲမျိုးမှာလက်ရှိနေထိုင်နေတဲ့ပြည်သူတချို့ဟာကြိုတင်တင်းရှောင်သွားဖို့ရှိနေတယ်လို့ဒေသခံတွေကပြောကြပါဗျ။ခွန်စောဦးပေးပို့ထားပါရရှင်။မလေးတိုင်းနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမျိုးကို PNL တန်တက်ကလက်ရှိထိန်းချုပ်ထားပါဗျ။ စစ်ကောင်စီတပ်ဟာနောင်ချုံမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူအစတမ်းယူပြီးမြေပြင်အင်အားအလုံးင်းနဲ့ထိုးစစ်ဆင်နေတာဆိုရင်2025နှစ်စပိုင်းကလေးဖြစ်ပါလေ။လက်ရှိစစ်ကောင်စီတပ်ဟာနောင်ချုံမြို့နဲ့ငားမိုင်ခွာလောက်ကိုထိုးဖောက်လာနိုင်ပြီးနှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေပါလေ။နောင်ချုံမြို့ကသာစစ်ကောင်စီပြန်သိမ်းသွားနိုင်ခဲ့ရင် နောင်ချုံမြို့နယ်နဲ့ထိစပ်နေပြီးမန္လေးလားရှိုးမှုဆဲပြည်တော်စုလမ်းပိုင်းမှာရှိတဲ့ကြောင်မဲမြို့ဟာလုံကြုံရေးစိတ်မချရတော့တာကြောင့်မြို့နေပြည်သူတို့ချို့ဟာကြိုတင်တိမ်းရှောင်သွားဖို့ရှိနေတယ်လို့ဆိုပါတယ် နောင်ချူရပါဝဲလို့ဆိုလို့ရှိရင်ကြောက်မဲဆိုတာမလွယ်ဘူးဆိုတဲ့အတူရအားလုံးရှိလာတယ်။နောင်ချူရသွားရင်ငါတို့ကြောက်မဲတော့လက်နက်ကြီးတကမ်းဖြစ်သွားရင်လေဒီလိုလိုအဲ့လိုတွေးရပါအဲ့ဒါဆိုရင်တော့တို့ကြောင်ရမယ်။ကြောက်မဲမျိုးကိုစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုတွေရှိနေပြီမဲ့မြို့ဟာဖုံးလိုက်မရတာကလွဲရင် ပုံမှန်ဒီပါ ပြန်လဲစီကားနေတာပါ။ဒေတာရင်းခီးတဲ့တင်ရင်လိုက်နေလေပြန်လဲပြေးဆွဲနေပြီလို့ဆိုပါတယ်။ဟုတ်ပါနောက်ချိုးကတိုက်ဝဲဖြစ်နေတော့ဒီဘက်ကတော့တိုက်ပြီးအများကြီးမလဲသေးဘူး။ ကျောင်းဝဲဘက်ကတော့အကုန်ကောင်းပါတယ်။ live ရတာတခုပဲ။သူများတိုက်တာကုဆိုးလူနိုင်လေးပါညာရေးရှိ။လုပ်ငန်းတွေကတော့ပုံမှန်ပဲကားဆရာတွေတွားရလာတယ်။ဒီကုမ္ပဏီကားတွေဖြတ်တယ်။ခေါ်လွေနဲ့ကားစိမ်းတော့ပြန်ထွက်နေပြီ။လာရှုကြောင်းမယ်နေချင်းပြန်။ကျောင်းမဲမြို့ကိုတရားနာနေတအန်းတက်နဲ့ PDF ပူပေါင်းတက်တွေက30 20ခုစစ်စီဒုတိယပိုင်း2024ဩဂုတ်လမှာတင်ပိုက်ခဲ့တာပါ။စစ်တပ်ကအာဏာမသိမ်းခင်ကလေးကကြောင်မဲမြို့နယ်အတွင်းမှာတရားနာနေတအန်းတက်အပြင် SSPB SSC နဲ့ RCS SSC ရှမ်းတက်တွေဟာလည်းနယ်မြေအပိုင်းခြားနဲ့လှုပ်ရှားစိုးမိုးထိ ंछ ုပ်ထားတာတွေရှိပါတယ်။တရားနာနဲ့တအံ့တက်နဲ့ RCS ရှမ်းတက်တွေကြားလဲထိတိတိုက်ပွဲတွေဖြစ်ခဲ့မှုပါလေ။ကျွန်တော်ခွန်စော်ဦးပါ။